တန်ဘုဒ္ဓေဂါထာတော်ကြီးရဲ့အနက်အဓိပ္ပာယ်ကို ရှင်းပြပေးပါလားဖေဟာတဲ့။ကောင်းပါပြီ။ဦးဇင်းဖတ်ပြပါမယ်နော်။အထဝီတံသုံးပါဘဝသုံးလောကတွင်ညာနာရောင်ဖိတ်အောင်ဘိတ်သိမ့်နှင့်နှစ်ကြိတ်ရှိစုကုန်သောတန်ဘုဒ္ဓေစတဇောင်ပမာညံယောင်ဝါဖြင့်တစ္ဆာပွင်လင်းတရားမင်းတို့ကို၎င်းဒွါဒသင်္စသဟတကေနိဗ္ဗာန်ကိန်အောင်စမွေလျောင်းသည့် ตองณทองกุนโตตัมพุทธิสะลายองปะมาญัญญองวาภิติสสาลิ้นเปียงเมผงของทุกุละกองปินสะตัตตะตะหัตตานิตองไดสัจจาวะลากงยองวาศีงาติงกุนโตตัมพุทธิสะนิยองปะมาญัญญองวาภิติสสาลิ้นเถญะมุเนนทุกุละกองอะหันอะจะนุติติระตา နမာမိယိုသေးမြို့ကျိုးလက်စုံမိုး၍ရှ िख ိုးပါ၏ဂင်္ဂာဂင်္ဂာယဂင်္ဂာမြေအတွင်း၌ဝါလူကာရှိကြကုန်သောတဲတို့သည်အပ္ပကာနေကြကုန်သေး၏နေဗုဒ္ဓဘုံဆက်သိမ့်၍ငိမ့်အေးတော်မူကြကုန်ပြီးသောဇိနာနှောက်ရက်ဖန်လာမန်ငားပြာကိုအရိယာမတ်ဘုံရောင်ဆက်ဖြင့်ချိုးဖြက်လွယ်ကူအောင်တော်မူသောဖျားရှင်အပေါင်းတို့က အနန္တာတင်ချာကနန်းရေတွမှန်းလဲဆုံးခန်းတိုင်မြောက်မရောက်နိုင်ကြကုန်တေစီနေစထိုဖျားရှင်တို့ကို၎င်းတေတံထို9သိန်း12000နှစ်ကြိတ်ရှစ်စုကုန်သောဖျားရှင် မရေမတွက်နိုင်ကုန်သောဖျားရှင်တို့ဤဓမ္မင်စတရားတော်မြတ်ကို၎င်းတန်ခင်စတပြိသာတန်ဃာတော်မြတ်ကို၎င်းအဟံအကျွနုတ်တိအာဒရေနအာဒရံ ယုသေးစွာနမာမိရှိခိုးပါ၏နမကာရာနုဘာဝေနဤသို့ရှိခိုးပူသောဖူးမြော်မန်လျော့ကရောရသောပဏာမကုတုကံစေတနာကြောင့်တပ်ပေခတ်သိမ်းကုန်သောဥပဒဝေဘေးရန်တို့ကိုဟိတဝါပယ်ဖြောက်၍အနေကာအန္တရာယာပိတဘာမကမြားလှသွဲသွဲအန္တရေတို့သည်လည်း အတေတတော်အကျွင်းအကြံမရှိသောအဖြစ်ဝိနတ်တန်တုပျောက်ပြတ်ပါစေတည်းဒါဟာတန်ဘုဒ္ဓေဂါထာတော်ကြီးရဲ့အနန္တအဘိဓိပဲဖြစ်ပါတယ်